ခုတ်ထဲမှာ KB ငွေပေးအကောင့်တခုခုစီးရုံနဲ့ပတ်စံထုတ်လို့ရမယ် APP လေးအသေးတခုခုပြောပြပေးမှာဖြစ်ပါတယ်တိုက်ခလေး Vrail လို့မျိုးလောကတရားရခိုင်နှုတ်ပေးပြီးတော့ပုံစံတူတဲ့ APP လေးတခုပဲဖြစ်ပါတယ်ပတ်စံထုတ်ဖို့ပေးပယ်နေဆိုရင်1ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ပေးပယ်ကမစီတဲ့သူတွေဆိုရင်3ဒေါ်လာကနေစတဲ့ပြီးတော့ကျွန်တော်စီမှာ KB ဝေပေးသူနဲ့ပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်အခုမှအသေးထွက်စီလာတာမို့လို့ကိုလူတို့အနေနဲ့လေဦးမှုရောက်ယူပြီးတော့ပတ်စံလေးတွေကိုမြတ်မြတ် စောက်ဖေးလို့ရမှာဖြစ်ပါတယ်။အွန်လိုင်းငွေစာဂိတ်တွေကနေပတ်စံထုတ်ဖို့ပေးပက်အကောင့်လေးတွေကိုကိုလူတို့အနေနဲ့ပါဝင်ကန်ဆန်းချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဘာမီဘလော့ channel လေးကို subscribe ပါလိမ့်နိုင်ပြီးတော့ comment အောက်မှာ yes ဆိုပြီးတော့မှတ်သားပေးပေါ့နော်။ပေးပက်အကောင့်လေးတွေကိုမဖောက်ပေးရမှာကိုလူတို့အနေနဲ့ပါဝင်ကန်ဆန်းလို့ရမှာဖြစ်ပါတယ်။ကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုံးထိ like ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော်။ โอเคကျွန်တော်အခုပြောပြပေးမယ့် APP လေကားဆိုရဲကိုလူတို့ဖုတ်တဲ့မှာ KP ဝေပေးအကောင့်တစ်ခုခုစီယုံနဲ့ပတ်စံထိုးလို့ရမှာဖြစ်ပါတယ်ဒီကောင်လေးကားဆိုရဲကျွန်တော်တို့ဒီ Tide Clay Blade Run လိုမျိုး low watt တရားရခိုင်တို့ပေးမယ့် APP လေးတစ်ခုပဲဖြစ်ပါတယ်အခုမှအသက်ထွက်စီးလာတာမို့လို့ကိုလူတို့အနေနဲ့လေဦးမှုရယူပြီးတော့ပတ်စံလေးတွေကိုမြမြဆောင်ဖွေလို့ရမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ဒီ APP လေးကိုရယူမယ်ဆိုရင်ကျွန်တော်ပေးထားတဲ့လေကားဒီ USB လေးတစ်ခုခံပြီးတော့ပေါ့နော် connect လုပ်ပေးထားလိုက်ပါကိုလူတို့ ကကျွန်တော်ပေးထားတဲ့ link ကနေဝင်လိုက်ပြီးဆိုရင်ဒီ play store ကိုရောက်ရှိလာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရင်ကျွန်တော်တို့ကဒီ app နဲ့ logo လေးကိုတင်ချကြည့်ပြီးတော့ install လုပ်ပေးရမှာဖြစ်ပါတယ်အခုမှအသေးထွေးစီလာတဲ့ app လေးဖြစ်တာကြောင့်မလို့ download အသုံးပြုသူကဆိုရင်ဒီမှာတစ်ထောင်လောက်ပဲစီပါတေးတာပေါ့နော် review ကဆိုရင်အရောက်ကိုကောက်ပြီးတော့၄.၅ထိစတားအရေးတွေရရှိထားတဲ့ app လေးပဲဖြစ်ပါတယ် okay အခုမှအသေးထွေးစီလာတာမို့လို့ကိုလူတို့အနေနဲ့လေဦးမှုရယူပြီးတော့ဒီထဲကနေပတ်စံလေးတွေများများစောက်ွေးလို့ရမှာဖြစ်ပါတယ်ဒီ app လေးထ က်ကိုကျွန်တော်တို့ဝင်လိုက်မယ်ဆိုရင်ပေါ့နော်ဂေါကဲအကောင့်တွေနဲ့လည်းဒီချိန်စင်းနေစာမလိုပဲနဲ့ဒီနေရာလေးကိုအလွယ်တကူရောက်စီလာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရင်ကိုလူတို့ကဒီမှာဒီစတက်စ်ဝင်နေရာလေးကိုနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ကဒီဖိုတိုလေးတွေကိုပေါ့နော်မတူညီတဲ့နေရာလေးတွေကိုရွေးပေးရမှာဖြစ်ပါတယ်ရွေးပေးပြီးဆိုရင် point တွေရောက်စီလာမှာဖြစ်ပါတယ်โอเคနမူနာအနေနဲ့ကျွန်တော်တို့ကစားလိုက်ရအောင်ပေါ့နော်ဒီအောက်ကစတက်စ်ဝင်နေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်ပါ နေပေးလိုက်ပြီဆိုရင်ကိုလူလူကဒီမှာပေါ်တော့မတူညီတဲ့ကျွန်တော်တို့နေရာလေးတွေကိုရွေးပေးရမှာဖြစ်ပါတယ်ဒီမှာဆွဲကျွန်တော်တို့ကဒီဗီဒီယိုမှာဆွဲပေါ်တော့လက်ကြိုက်တစ်ခုပါတယ်ပေါ်တော့ဒီအမဆွဲကျွန်တော်တို့မပါတာမို့လို့ဒီကောင်လေးကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်โอเคဒီလိုရွေးပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအဝိုင်းအစက်ရောင်နဲ့ပျောက်သွားပြီဆိုရင်ကျွန်တော်တို့ကမှန်တယ်ပေါ်တော့တကယ်လို့ကျွန်တော်တို့ကဒီအမတူညီတဲ့ကောင်ကိုဒီအမကျွန်တော်တို့ဒီအပေါ်မှာသွားရွေးလိုက်မှဆိုရင်ဒီလိုအမောင်းလေးကျွန်တော်တို့ပျောက်သွားတဲ့အခါမှာဆိုရင်ဒီအပေါ်ကအသေးပုံလေးတွေကကျွန်တော်တို့ကုတ်သွားမှာပေါ့နော်โอเคကျွန် ျွန်တော်တို့ဒီထက်ကမတူညီတဲ့ဒီပုံလေးတွေကိုရွေးပေးရမှာမို့လို့ဒီအမောက်ဆွေကျွန်တော်တို့ဒီဖြောင်လေးပေါ့နော်ဒီအပေါက်ဆွေဒီမှာကွဲတုံလေးဒီအပေါက်လေးတစ်ခုကိုလူတို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒီအပေါက်နဲ့ဒီမှာဒီအဒီအောက်ကအပေါက်မတူညီတာမို့လို့ပေါ့နော်ကျွန်တော်ကဒီမှာဒီအပေါက်လေးကိုတချင်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်โอเคဒီလိုမှတ်ကန်သွားပြီပေါ့နော်ဒီလိုမှတ်ပေါ့တော့ကျွန်တော်တို့ကဒီလိုရွေးချယ်မှုကတုတ်ခုကျွန်တော်တို့မှတ်သွားတဲ့အခါမှာဆိုရင်ဒီထက်ကနေ꽌လေးတွေရစီလာမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဆွေကျွန်တော်တို့ဒီမှာပေါ့နော်နိုင်ရမှာဆိုရင်ကျွန်တော်တို့ ဒီသူပေးထားတဲ့ဒီနိုင်ရမှာဆိုရင်သူကဒီမှာအဲ ဒီအချောင်းလေးကပေါ့နော်နှစ်ချောင်းပဲကျွန်တော်တို့မြည်သွေးရမှာဖြစ်ပါတယ်အပေါ်မှာဆိုရင်ကျွန်တော်တို့ဒီမှာအချောင်းသုံးချောင်းမြည်သွေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေရံကဒီအပုံနဲ့မတူတော့မို့လို့ပေါ့နော်ကျွန်တော်တို့ကဒီမှာအလဲကဒီအချောင်းလေးကိုကျွန်တော်တို့အချင်းနှိပ်ပေးလိုက်မှာဖြစ်ပါတယ်โอเคဒီလိုမှတ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ꽌လေးတွေရရှိလာမှာဖြစ်ပါတယ်ရရှိလာတဲ့꽌လေးတွေကိုဒီမှာသူကငေါဆောက်ပေးထားတဲ့ပေါ့နော်ကျွန်တော်တို့အပေါ်မှာရရှိလာတဲ့ကျွန်တော်တို့꽌လေးတွေပဲဖြစ်ပါတယ်ဒီအောက်မှာဆိုရင်သူကဒီငေါဆောက်ပေးထားမှာဖြစ်ပါတယ်ငေါဆောက်ကိုလိုချင်တဲ့ဆိုရင်ဒီအောက်ကကလေးငေါဆောက်ကိုကျွန်တော် ော်တို့ကနှိုက်ပေးရမှာပေါ့နော်ဒီကြောင်ညာတပုတ်ကြည်ပေးရုံနဲ့ဒီထဲကနေကျွန်တော်တို့ကဒီ quality တွေကိုငါးဆောက်လို့มาဖြစ်ပါတယ်ဒီအခုမှအသေးသေးစီလာတာမို့လို့ပေါ့နော်အရာကိုအပေးကြတဲ့ ability တစ်ခုဖြစ်တာကြောင့်မလို့ဒီထဲကနေပတ်စံလေးတွေမြင်များဆောက်ဝေလို့ရမှာဖြစ်ပါတယ် okay ဒီမှာဆိုကျွန်တော်တို့ဒီကလေးငါးဆောက်ဆွဲနေရာလေးကိုနှိမ့်လိုက်မဲ့ဆွဲကြောင်ညာတပုတ်ကြည်ပေးလိုက်ရုံနဲ့ပေါ့နော်ဒီထဲကနေကျွန်တော်တို့ quality ငါးဆောက်ရရှိมาဖြစ်ပါတယ်ကြောင်ညာကြည်ဖို့ဆွဲကိုလူတို့အနေနဲ့ဒီလိုကြောင်ညာလေးတွေမပေါ်လာတဲ့အခါမှာဆိုရင်ဖုန်ထဲမှာစီတဲ့ဒီလိုက်ကောင်းတဲ့ဒီဖူပြေလေးတစ်ခုကိုကို ုတို့တို့ကကွန်နက်တက်လုပ်ပေးထားရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီညလေးမှာအကြောင်ညာလေးတွေမကြည်ပြောင်းနေတော့ဘူးပေါ့နော်ကြောင်ညာကြည်ပြောင်းမယ်ဆိုကျွန်တော်ကကြာသွားမှာမဟုတ်လို့ပဲဖြစ်ပါလိမ့်โอเคကျွန်တော်ကတော့ဒီမှာကြောင်ညာကြည်ပြီးတော့ဒီကွိုင်လေးတွေမယူတော့ဘူးပေါ့နော်ကိုတို့တို့အနေနဲ့ဒီကွိုင်လေးတွေကိုကြောင်ညာကြည်ပြီးတော့ယူပေးလိုက်ဖို့ကျွန်တော်ကအကြံပေးချင်ပါလိမ့်ဒီအောက်ကကလေးဆွယ်နေရာလေးကိုကျွန်တော်တချင်နှိပ်ပေးလိုက်မှာပေါ့နော်ကျွန်တော်ကတော့ကြောင်ညာလေးတွေမကြည်တော့ဘူးမို့လို့ဒီထက်ကနေကျွန်တော်ရတော့ပဲကွိုင်လေးတွေရယူมาဖြစ်ပါလိမ့်ဒီမှာဆိုရင်လည်းပဲကျွန်တော်တို့ဒီပေါ်တော့တူပေးထားတဲ့တစား၂စား၃စား၄စား၅စားတိကို ကျွန်တော်တို့ကကြော်ညာလေးကြည်ပြီးတော့ရယူလို့ရမှာဖြစ်ပါတယ်အရာကိုအပေးချမ်းနေတဲ့ AVL တစ်ခုပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေရာလေးမှာမယူပြောင်းနေတော့ပါဘူးကိုလူတို့အနေနဲ့နားလည်သိရှိမယ်လို့ကျွန်တော်ထင်မိပါတယ် ဟုတ်ပြီနောက်ထပ်တစ်ခုကဆွဲကျွန်တော်တို့ဒီအောက်မှာပေါ့နော်ဒီအောက်မှာစပင်ဆွဲနေရာလေးကိုကျွန်တော်တက်ချေသွားလိုက်ရအောင်ပေါ့နော်ဒီမှာဆွဲစပင်ဆွဲနေရာလေးကဆွဲရင်ကျွန်တော်တို့ဒီကောင်လေးပဲဖြစ်ပါတယ်ပေါ့နော်ကြောင်ညာကြည့်ပြီးတော့ဒီမှာကျွန်တော်တို့ quality တွေကိုစောင်းပေါင်းမြောက်စွာနဲ့ယူလို့ရမှာဖြစ်ပါတယ်ဒီကောင်လေးကဆွဲကျွန်ဒီတနေ့ကိုပေါ့နော်နှစ်ကြိမ်ပဲသူကပေးထားမှာဖြစ်ပါတယ် okay ဒီမှာဆွဲကျွန်တော်တို့ AD gate ပေါ့နော် AD ဆွဲနေရာလေးကိုကျွန်တော်တို့တက်ချေနှိပ်ပေးလိုက်ပြီးဆွဲဒီသူပေးထားတဲ့ website ကိုရောက်သွားတဲ့အခါမှာဆွဲသူပေးထားတဲ့ဒီ gate လေးတွေကိုကစားပေးမှဆွဲ quality တွေစောင့်ဝေလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီ ဒီတဲ့ကောင်နေကျွန်တော်တို့ဂိတ်ဆော့ပုံဆော့နေဒီဖိုတိုလေးတွေကိုရွေးပုတ်ရွေးနေကိုလူတို့အနေနဲ့ဒီစီနားလက်လိမ့်မယ်လို့ကျွန်တော်ထင်မိပါတယ်ဒီတဲ့ကောင်နေကျွန်တော်တို့ဒီပေါ်တော့ပတ်စပ်ထုံဒီကိုတွားလိုက်ရအောင်ပတ်စပ်ထုံဒီကဆိုရင်ကျွန်တော်တို့ဒီမှာသူပေးထားတဲ့ဒီဖိုတိုလေးတွေရွေးပြီးတော့꽌လေးတွေဆောက်ပြီးလို့ရလို့ပေါ်တော့ effect လေးလုပ်ပြီးတော့꽌လေးတွေဆောက်ဖွေပြီးတော့ပတ်စပ်လေးတွေကိုလည်းထုံလို့ရမှာဖြစ်ပါတယ်ဒီတဲ့မှာဆိုရင်ကျွန်တော်တို့ရရှိလာတဲ့ဒီ꽌လေးတွေနဲ့ပတ်စပ်ထုံမယ်ဆိုရင် withdraw ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ ။ဟုတ်ပြီဒီမော်ဆွဲကျွန်တော်တို့က1ဒေါ်လာကနေအနည်းဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ဒီကောင်လေးကဆွဲပေါင်းနဲ့သွားတူနေလဲဆိုတာဒီကကျွန်တော်တို့ဒီ blade ရယ်ဆိုတဲ့ app လေးနဲ့သွားတူနေတာပဲဖြစ်ပါတယ်ပေါ့နော်။ဒီ blade ရယ် app လေးကဆွဲလဲပဲကျွန်တော်တို့ကိုပတ်ဆက်လောကတရားရခိုင်လို့ပေးတဲ့ app လေးဖြစ်တာကြောင့်မလို့ကိုလူတို့အနေနဲ့လည်းကျွန်တော်တည်ပြီးခဲဖူးတဲ့ပေါ့နော်။ဒီကောင်လေးမစီသေးဘူးဆိုရင်လည်းကျွန်တော်လေ့ချပေးသားမှာဖြစ်ပါတယ်။ဒီကောင်လေးကဆွဲထူနေသူဆိုတာပေါ့နော်။ကျွန်တော်တို့ဒီမှာဒေဆိုတဲ့တူတွေဆိုရင်1ဒေါ်လာကနေအနည်းဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ ယ်နောက်ထပ်တစ်ခုနဲ့သွားတူနေတာကဆိုရင်ကျွန်တော်တို့ဒီမှာတိုက်ခွဲဆိုတဲ့ APP လေးပေါ့နော်ဒီကောင်လေးနဲ့လည်းကျွန်တော်တို့ကသွားတူနေတာဖြစ်ပါတယ်ဒီအခုမှအသေးဆွေးဆိုတဲ့ APP လေးကဆိုရင်ကျွန်တော်တို့ဒီသူကပေါ့နော်ဒီထုံထုပ်သူကတယောက်တည်းပဲလို့ကျွန်တော်ကတွေးမြင်မိတယ်ပေါ့နော် ဘာလို့လဲဆိုတာကကျွန်တော်တို့ဒီငွေထုတ်တဲ့အပိုင်းမှာဆိုရင်သူကတူညီနေတာပဲဖြစ်ပါတယ်ပေါ့နော်တိုက်ခွန်းလေးမှာဆိုရင်ကျွန်တော်တို့က100ဒေါ်လာကနေစတင်ထုတ်ယူလို့ရမှာဖြစ်ပါတယ်โอเคအခုမှအသေးထွေးစစ်တာ APL ကဆိုရဲကျွန်တော်တို့ဒီမှာ1ဒေါ်လာကနေအနည်းဆုံးစတင်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ရရှိလာတဲ့ quantity လေးတွေဖြစ်ပါတယ်ဒီအားမှာဆိုရင်ကျွန်တော်တို့ရရှိလာတဲ့ဒီဒေါ်လာပမာဏလေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ရရှိလာတဲ့ quantity ပမာဏအလိုက်ဒီမှာရရှိလာတဲ့ဒေါ်လာပမာဏလေးတွေကိုကျွန်တော်တို့က1ဒေါ်လာပြီးပြီဆိုရင်ဒီထဲကနေပေးပန်တဲ့စတင် ထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်စီမှာ KB ဝပီတိုနဲ့လာထုတ်မဲ့ဆိုရဲကိုလူတို့အနေနဲ့ထလီဒေါ်လာပြီးမှသာကျွန်တော်ကထုတ်ပေးမှာဖြစ်ပါတယ်1ဒေါ်လာဆိုရဲကိုလူတို့ကပေးပတ်အကောင့်စီထားပို့လို့လိုပါတယ်ပေးပတ်ကမရှိတဲ့သူတွေဆိုရဲထလီဒေါ်လာပြီးအောင်နေစုပြီးတော့ကျွန်တော်စီမှာ KB ဝပီတိုနဲ့လာထုတ်လို့ရမှာဖြစ်ပါတယ်ဒီထက်ကနီးကျွန်တော်တို့ကပေးပတ်နဲ့ငွေထုတ်မဲ့ဆိုရဲ1ဒေါ်လာလေးကိုယူပါပေးပတ်လေးကိုတစ်ချက်ယူပါဒီအောက်ကချဲအောင်နောက်ဆွဲနေရာလေးကိုနှိပ်ပြီးတော့ပေးပတ်ကဖိထားတဲ့ Gmail လေးကိုထည့်ပြီးတော့ရက်ကူပတ်စံထုတ်ယူလို့ရမှာဖြစ်ပါ ါတယ်ခေပေးဝေပေးတို့နဲ့ပတ်ဆက်ထုံးမဲ့ဆိုရဲကိုလူတို့ကဒီထရီဒေါ်လာလေးကိုတစ်ချက်ထောက်လိုက်ပေါ်လို့ထောက်လိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီအောက်ကချဲအောင်နောက်ဆွဲနေရာလေးကိုနှိပ်ပြီးတော့ ပေးပန်ကောင်းလုံးဝမဖွင့်ရသေးတဲ့ Gmail လေးကိုထည့်ပြီးတော့ကိုလူတို့အနေနဲ့ဒီ Gmail အကောင့်လေးထက်ကိုပတ်ဆက်ထုတ်ထားတဲ့စာလေးဝေလာပြီးဆိုရင်ကိုလူတို့ကကျွန်တော်ရဲ့ Telegram Channel လေးကိုဆက်သွယ်ပြီးတော့ကျွန်တော်ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ပေါ့နော်ကျွန်တော်စီမှာ KP ဝေပေးလို့နဲ့ပတ်ဆက်လာထုတ်လို့ရမှာဖြစ်ပါတယ်။ Okay ဒီထက်ကနေကျွန်တော်တို့ကဒီဂိမ်းဆောင်လို့ရစင်လာတဲ့ပတ်ဆက်လေးတွေကိုထုတ်ပုတ်ထုတ်ပြီးကိုလူတို့အနေနဲ့ဒီစီသွားပြီးဆိုရင် AI Play လုပ်လို့ရစင်လာတဲ့ပတ်ဆက်လေးတွေကိုကျွန်တော်တို့ထုတ်ပြမယ်ပေါ့နော်ဒီမှာဆွဲကျွန်တော်တို့ဒီလူပုံစံလေးကိုတစ်ချက်နှိပ် ေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကိုလူတို့အနေနဲ့ဒီ effect ကလေးလုံးမယ်ဆိုရင်လည်းပဲဒီမှာ effect noise လေးနေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လေလေးကိုပေါ့နော်ယူလို့လည်းရောက်မှာဖြစ်ပါတယ်ဒီ armor ကျွန်တော်တို့ရဲ့ဒီ effect ကိုလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီကောင်လေးကို copy ယူပြီးတော့ကိုလူတို့အနေနဲ့မှတ်ထားလို့လည်းရောက်မှာဖြစ်ပါတယ် okay effect frame လုံးလို့ရရှိလာတဲ့ကျွန်တော်တို့ကဒီ quality လေးတွေကိုပတ်စာထုံးမှဆိုရင်အပေါ်မှာကျွန်တော်တို့အသက်ပုံစံလေးကိုလူမြေတွေ့ရောက်မှာဖြစ်ပါတယ်ပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီမှာဆိုရင်ကျွန်တော်တို့က reading noise လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဟို ုတ်ပြီဒီမှာဆွဲကျွန်တော်တို့က2ဒေါ်လာကနေအနည်းဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ပတ်စံထုံးမဲ့ဆိုရင် A5 ဖိလေးလုတ်တဲ့2တွေဆိုရင်2ဒေါ်လာကနေအနည်းဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်အခုမှအသက်ထွေးစီးလာတာမို့လို့ကိုလူတို့အနေနဲ့လေဦးမှုရောက်ယူပြီးတော့ပတ်စံလေးတွေကိုတရားရခိုင်နှုတ်ထုတ်ယူလို့ရမှာဖြစ်ပါတယ် ဘေးပံကမရှိတဲ့သူတွေဆိုရင်လည်း KP ဝပီတို့နဲ့ပတ်စံပြတ်ထုတ်လို့ရတာမို့လို့အရာကိုအဆက်ပြေစေတဲ့ ABL တစ်ခုပဲဖြစ်ပါတယ်ဒီကောင်လေးတွေကပေါ့နော်အရာကိုလွယ်ကူပါတဲ့ကျွန်တော်တို့မတူညီတဲ့နေရာလေးတွေကိုကျွန်တော်တို့ဆောက်ဖေးပြီးတော့အလွယ်တကူပတ်စံလေးတွေကိုထုံယူလို့ရမှာဖြစ်ပါတယ် Okay နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဒီ ABL တဲ့ကနေပတ်စံထုံနည်းနဲ့သူကိုလူတို့ကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်တိုက်ခရိဘရိရက် ABL မရှိသေးတဲ့သူတွေဆိုရင်လည်းကျွန်တော်လက်ချပေးသားမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ဒီ ABL တော့ ခုထဲကနေတရားရခိုင်နှုတ်ပတ်ဆက်လောကဆော်ဖီလို့ရမှာဖြစ်ပါတယ်။ Okay နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။